ပြားဆက်တစ်ခုမှာဖိုးချစ်ကိုမျက်ရည်ကြောင်အောင်လုပ်နိုင်ခဲ့တဲ့တမင်လေးတုံတုံတမလေးတုံတုံကတော့တက်တော့မှာငမွေတိုးမလေးဆိုပြီးဇလန်တိုးလေးတွေရိုက်ရင်လူတိများနေကြတာပါတမလေးတုံတုံကဇလန်တိုးလေးတွေရိုက်တဲ့အချိန်ဆိုလဲပြောဆောင်ကောင်းတယ်လို့အသက်ရွယ်နဲ့မလိုက်အောင်စကားလေးတက်သူတရားဖြစ်ပါတယ်ဒါပြင်တမလေးရဲ့ဆွေမျိုးအတိုင်းဝိုင်းကဖိုးချစ်တိုးဇတ်တပင်လောကထဲမှာရှင်နေနေသူပါဦးလေးတွေကလည်းလူရှင်တော်တွေဖြစ်တယ်လို့မိခင်ဖြစ်သူကလည်းနောက်ခံတဲ့ချင်းဆိုတာတွေကအဆောက်အအုံတတ်ပါတယ် မိခင်ဖြစ်သူဟာပြားဆက်တွေလည်းဝင်ကနေကြဖြစ်တဲ့အတွက်တမင်းလေးကစတဲ့ပဲလောကနဲ့လည်းမဆိုင်နေပါဘူး။ပြခင်ရမှာပိုချစ်တို့ကပြဇက်ကခဲ့ကြတာဖြစ်ပြီးအစောပါပြဇက်မှာတမလီတုံတုံကလည်းပြဇက်ဝင်ကားခဲ့ပါတယ်။တုံတုံကပြဇက်လည်းတခါမှမခဘူးသလိုအတွေ့အကြုံလည်းမရှိပါဘူး။လူများကြည့်နေတဲ့စင်ပေါ်မှာပြဇက်ကမှမဟုတ်ကလေးတယောက်နေနေဆိုရင်ရှက်ကြောက်စရာကောင်းနေတာပါ။ ။ဒါပေမဲ့တမင်းလေးတုံတုံကအဲ့လိုကြောက်နေရလည်းမရှိပါဘူး။ဒါပြင်စကားပြောပြီးဆိုရင်လည်းမိသွားတာမျိုးမရှိပဲ။ဇညွန်တိုင်အကုန်လုံးကိုပြောနိုင်ခဲ့ပါတယ်။ကြပြန်တမင်းလေးကရတဲ့ပြဆက်ကတာမန်ပြဆက်မဟုတ်ပဲဖခင်နဲ့တမင်းငယ်လေးကြားကမြတ်တော်ဖဲဆက်လေးပါ။ဒါကြောင့်မို့ပြောရတဲ့စကားလုံးတွေကလည်းယဉ်တဲ့အထည်အောင်ပြောရမယ့်စကားလုံးတွေဖြစ်ပါတယ်။တမင်းလေးကဖိုချင်းရဲ့တမင်းလေးအနေနဲ့တရားဆောင်ခဲ့ရတာဖြစ်ပါတယ်။ပြဆက်မှာတမင်းလေးတရားဆောင်နေရတဲ့အချိန်မှာကြောင်သွားမှမျိုး ရှိမာကိုဖိုးချတို့ကလည်းဆိုရင်ခဲကြပါရယ်။ဒါမဲ့ဖိုးချတို့ထင်သာသလိုမဟုတ်ပဲတင်မလီတုံတုံကဘူဘူရော့ကိုတရားဆောင်နိုင်ခဲ့ပါရယ်။တင်မလီကတရားဆောင်ကောင်းတာကြောင့်ဖိုးချဆိုရင်မြေရီရောင်ကြားခဲ့ရပါရယ်။မြေရီတွေပေါက်ပေါက်ကြတဲ့အထိကိုတရားဆောင်နိုင်တာကြောင့်ဖိုးချကဇတိယဆောင်ချိန်မှာပိုးပြပြန်သွားခဲ့ရပါ။ဒါကြောင့်မို့တရားဆောင်ပြီးတဲ့အချိန်မှာဇက်ကပိုးပြပြန်သွားခဲ့ပါရယ်။ ဒါပြင်ဆက်ဝဲကြည့်သူတွေကလည်းတွန်တုံလေးဟာတော်လိုက်တာလို့ကြည်ကျနေကြတာဖြစ်ပါတယ်။တွန်တုံလေးကိုယ်တိုင်ကလည်းတရားဆောင်ရတာဝတ္တနာပါတာဖြစ်တဲ့အတွက်အခုလိုပြပြနေကြတာပါ။အတန်ငယ်သေးပေမဲ့လည်းဖိုးချစ်ကိုအဖေရင်တယောက်လိုတဘောချာကတရားဆောင်နိုင်ကြတာပါ။တမင်လေးကတရားဆောင်လို့ကိုယ်ဝတ္တနာပါသူမို့မိခင်ဖြစ်သူကိုအမြဲလိုလိုပူဇော်နေတတ်တာပါ။ ပြောင်းဆက်တွေမှာတရုတ်ဆောင်မှုအတွက်အလင်းတင်တင်းတယ်လို့တော့ထည့်ရိုက်ပေးနေရပါသမီးလေးက5 star အဖွဲ့ကလူရှင်တော်ရင်းနဲ့ဟာတာဇလန်တူလေးတွေဆက်ရိုက်နေကြတာဖြစ်ပါတယ်တုံတုံလေးကအသက်ငယ်ပေမဲ့လည်းချစ်စရာကောင်းတဲ့အတွင်ပြင်ကြောင်ဖိုးချစ်ကလည်းချစ်ပါတယ်။သူ့ဆက်မှာထဲပေးသလိုမြေတောင်မြောက်ပေးဖို့လည်းအစီအစဉ်ရှိပါတယ်။တမလေးတုံတုံကအသက်ငယ်ငယ်နဲ့အခုလိုဇဲဖွဲလိုက်ကနေပေမဲ့တပတ်မှလည်းပညာရေးကိုထိပါအောင်လုပ်တာမျိုးမရှိပါဘူး။ပညာရေးကိုလည်းကြိုးစားကာတည်ယူနေရဖြစ်ပါတယ်။ ကျောင်းတက်ကစာတက်အောင်လဲတင်မှာဖြစ်သလိုတစ်ဖက်မှာလည်းဝါဒနာလေးကိုလည်းလှုပ်သွားမှာပါ။တချို့ကလည်းတမင်လေးတုံတုံကိုဖူချီရတမင်လို့ထင်နေကြတာပါ။တကယ်တော့ဖူချီရတမင်လေးမဟုတ်ပဲဖူချီတို့အဖက်တဲကဆက်အဖက်သားတယောက်ရဲ့တမင်သားဖြစ်ပါတယ်။ဖူချီကအိမ်တော်ကြကကလေးရနေပြီဆိုပေမဲ့ဇနီးနဲ့ကလေးကိုလူသိရှင်ကြားချပြတာမျိုးမရှိပါဘူး။ဆိုရှယ်မီဒီယာပေါ်လည်းတိတ်မထုတ်သလိုမီဒီယာရီအင်တာဗျူးတွေမှာလည်းထုတ်မပြပါဘူး။ဖူချီကသူ့တမင်တွေမဟုတ်ပဲ သူဇက်အဖွဲ့သားတွေကိုလည်းမိသားစုဝင်လိုသဘောထားကအကုန်လုံးကိုပြန်လဲကြည့်ရှုပေးတာပါဇက်ဖွဲ့ကမွေးလာတဲ့ကလေးတွေဆိုလဲရရရတယ်လို့ပြန်လဲလက်တွဲခေါ်ပေးတာဖြစ်ပါတယ် ဖုချင်းတဲ့သမီးလေးတုံတုံတို့ရဲ့ပြောဆက်လေးကိုသဘောချလားဆိုတော့ပြောပြီးခဲ့ပါအောင်ရှင်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။ဒေါက်တာလဲပရိသတ်တွေအတွက်အစိမ်းဝန်ဆောင်ဖေရစေတနုပညာရှင်တရင်အကြောင်းများကိုချန်နယ်ဘီညတင်ဆက်ပေးဦးမှာဖြစ်လို့အတိအသင့်သောဗီဒီယိုတင်နိုင်မလို့တန်သိရှင်နိုင်ဖို့အတွက်ဘေးနားချက်ပေးခေါင်းလေးကလေးနေထားပေးကြပါအောင်ရှင်။အဆုံးထိအားပေးကြည့်ရှုမှုတက်လေးကျေးဇူးအများကြီးတင်ပါတယ်။